AVA 1940 Season 2အခန်း16ဖောခလေးကိုကြောပိုးထားသောနားလဲကစံကြီးဤလက်မျိုးကိုလက်သီးဖြင့်ပင်ထိုးချလိုက်သည်အားပါသောလက်သီးချက်ကြောင့်စံကြီးမှာလဲပင်ကိုကန်လျက်လဲကျသွား၏နာနာလဲစံကြီးကအသက်ကိုငမ်းမြယူရင်းလှမ်းတော်သည်ကြောကုန်တွင်ပိုးထားသောခလေးငယ်ကိုတွေ့သွားသည်ဖြင့်စံကြီးစိတ်များပို့မှုလှုပ်ရှားသွားသည်ရှေ့တွင်စောင့်နေသော နွားလက်စီတို့နားလဲကပြေးသည် အထက်မြင့်စိတ်ကိုရောက်အောင်မောင်းမိပါဟိုလူကကျမကိုအန္တရာယ်ပေးလိမ့်မယ်ငကောင်းကပစိုးကို ground ကြိုက်လိုက်ပြီးကြိမ်ကိုကင်ကမတ်တက်ရလိုက်သည်ဘု து လဲခမောင်းကိုအန္တရာယ်ပေးမှာဘာမှမလုပ်နဲ့ကျမကိုသာအထက်မြင့်စိတ်ကိုပို့ပေးပါမြန်မြန်မောင်းမိပါငကောင်းကငွားမြောက်ကိုကြိမ်ပြေခက်ပြင်းပြင်းတိုးလိုက်သည်မုံစိုးဘိုးတို့ကြောလဲပြန်ပွဲမှာနှွက်လာသည့်နွားများသည်အချိန်ဖြစ်ပြေးထွက်သွားကြ၏။စံကြီးကို သူ၏ကိုရံတော်တပ်သားများကပြေးလာပြီးထူလိုက်ကြသည်။ မြင်းတွေတွားထုတ်တွားထုတ်သူတို့နောက်လိုက်ရမယ်ကတိတက်များကတန်တွဲနောက်ဖက်မြင်းစောင်းမှမြင်းများကိုအပြေအလွာတွားထုတ်ကြသည်ရပြီရပြီဒီနာပဲရက်တော့ငကောင်းကနဖားကျိုးနှချောင်းကိုကြက်နေအောင်ဆွဲလိုက်သည်ဖြင့်နှွားများမှာအချိန်တွတ်သွားတော့ဤဖြစ်ဖြစ်စင်းမှာငါမနာလဲကခလေးကိုကြောဖို့လျက်တွတ်တွတ်လက်လက်ပင်ခုံစင်းလိုက်သည် ထို့အချိန်တွင်အနောက်ဘက်မှစံကြီးနှင့်ကတိစစ်တပ်များကမြင်းများကိုဒုံးဆိုင်ကလိုက်လာကြသည်ငကောင်းကလဲပေါ်တွင်တင်လာသောတင်းကျက်တို့ကိုကင်ကခုန်ဆင်းလိုက်နင်းသွားတော့မြင်းစိတ်မှာငါတို့လေရှိတယ်အဲ့ဒီမှာငါတို့လူရှိတယ်သူတို့ကိုအခုကန်တိုက်မနေနဲ့ तू ကကတိမင်းသားစံကြီးခူရာလပပဲနင်းတို့အန်ရရှိတယ်နာလဲကခက်ကြဲကြဲအော်ပြောပြီးမြင်းစိတ်တို့ဆင်းသွားသည် တောင်မြင်စီတို့ နားလဲကခတ်တွတ်တွတ်ပြေဤငကောင်းကတင်းကျပ်တို့ကိုကင်လျက်အခြေအနေကိုစောင့်ကြည့်နေစီမြင်းသမားများကတောင်မြင်စီတို့ဓာတ်ရိုက်ပြေးသွားကြဤနားလဲနောက်တို့မြင်းစီသမားများလိုက်နေသည်ကိုလှေပေါ်တွင်ကြံရင့်နေသော သူရင်စောကမြင်လိုက်ရသည်သူရင်စောဤစိတ်ထဲတွင်နားလဲအားအင်းဝစစ်တီများက လိုက်လံဖမ်းဆီးနေသည်ဟုထင်မှတ်လိုက်ဤထို့ကြောင့်လှေပေါ်မှသူရင်စောငကက်နေကိုယ်လူငယ်တို့ကလှန့်ရှည်များဝချုံများဖြင့်ပြေးဆင်းလာကြသည် နားလဲကိုကာကွယ်ရန်ပြေးစင်းလာသူများကိုတွေးမှငကောင်းကနွားလဲကို မောင်းထွက်သွားတော့သည်နားလဲနေပါဦးအဲ့တော့အမောင့်သားလေးမဟုတ်လားနားလဲစံကြီးကြီးမြင်းကနားလဲရှစ်တက်တဲ့တွင်ပိတ်ရလိုက်သည် မဟုတ်ဘူးအဲ့ဒါနင်းသားမဟုတ်ဘူးနင်းသားကိုနင်းဖေတတ်လိုက်လို့တေးပြီသွားနင်းမျက်နှာကိုငါသမီးညင်ဘူးနင်းမလိုက်လာနဲ့ဖဲ့စမ်းနားလဲအမောင်တောင်းမှန်ပါတယ်အမောင်နားလဲကိုလိုက်ရှာခြင်းလို့အင်းဝါကိုပြန်လာခဲ့တာပါ စံကြီးကမြင်းပေါ်မှာခုန်ဆင်းရန်ပြင်လိုက်သည်သူရိန်စောလှမ်းပစ်လိုက်သည်လမ်းရှိကစံကြီး၏မြင်းကြောကုန်းကိုဖောက်ထွက်သွား၏မြင်းကြီးမှာအလန်တကြားဖြင့်တောင်ပြင်စီသို့ထွက်ပြေးတော်သည် နောက်ထပ်ကတိစစ်သည်ငါးဦးမှလည်းစံကြီးရှိရာသို့မိလာပြီးဖြစ်၏နားလေလှင့်စီကိုပြေးသူရိန်စောကစံကြီးကိုခေါ်အုပ်ပြီးဝင်လုံးလိုက်သည်ထို့နောက်မျက်နာပေါ်သို့လက်သည်ဖြင့်အဆက်မပြတ်ထိုးလိုက်၏ ငကက်နှင့်ကိုယ်လူငယ်ကဝချွန်ရှည်များဖြင့်ကတိမြင်းသစ်သည်၅ဦးကိုတိုက်ခိုက်တော်သည်စံကျင်းနှင့်သူရိန်စောတို့မှဗရပြန်ကြားရပြန်လုံးထွေးနေကြ၏လီစီတို့ပြင်းနေသော နားလဲမှာခြေခေါက်လဲကျသွားသည်ကိုသူရိန်စောလမ်းမြင်လိုက်သည်ငကက်နားလဲကိုခေါ်ပြီးလှေပေါ်ပြေးတော်ပြေးတော်သူရိန်စော၏အတန်ကမြင်းသမားများနှင့်တိုက်ခိုက်နေရသောငကက်နားလဲသို့ဝင်လာသည်ငကက်ကတောင်မြင်သို့ကြိလိုက်ချိန်တွင်လဲကျနေသောနားလဲကိုလမ်းမြင်လိုက်ရ၏ ငကက်ကအားကုန်ပြေးသွားပြီးနာလဲကိုတွဲတူကလေစီတို့ပြေးသည်သူရင်စောကစံကြီးနေလူချင်းပူကတ်နေရာမှခွာလိုက်သည်ထို့နောက်နန်ကြားတို့တစ်ချက်ဖြတ်ကန်လိုက်ဇွတ်အနောက်မှဝင်လာသည့်မြင်းစစ်သည်တို့ဦးဤတရှိကသူရင်စောဤကြောကုန်ညက်ရိုးကြားတို့ဖောက်ဝင်သွား၏ထိုချိန်တွင် နာလဲနေငကက်တို့မှလှေပေါ်တို့ ရောက်ရှိနေပြီဖြစ်သည်အကိုသူရင်နာလဲဤအတန်ကမြေကမ်းတစ်လျှောက်ပဲ့တင်ထပ်သွားသည် ကွေလူငယ်မှာလည်းမြင်းသမားများဓားချက်အောက်တွင်သူ၏အလိမ့်လိမ့်ဖြစ်လဲကြနေပြီဖြစ်သည်သူရင်စောကဒူးတောက်ကြနေရမှလေကို မောင်းထွက်ရန်လှမ်းអော်သည်နောက်ထပ်ဓားချက်တစ်ချက်ကသူရင်စော၏လယ်ပင်ပေါ်သို့တိတိကျကျတန်တမန်ဖြစ်သောမဏိပူရမင်းသားနှင့်တတိစစ်တီတို့မျိုးတွင်မြင်းများဒုံဆိုင်စီးသွားကြသည် ဆိုသည်ဖြင့်စကိုင်းဘရင်ကဥွှေဖြိုး၏တံများကလည်းနောက်မှလိုက်လာကြပြီဖြစ်သည် ငကက်ကအမိန်ပေးလိုက်သည်နှင့်ဖလေတော်သမားများကဖလေကိုအားကိုလှော်ကြသည် နာလဲကကြောပိုးထားသော ခလေးကိုဖလေဝမ်းတွင်ခြားထားလိုက်သည်ထို့နောက်ဖလေဦးတွင်တင်ထားသော ပလိုင်းမှဒူးလေးနှင့်မြားတံများကိုယူကာမြေကမ်းစီသို့လှမ်းပြီးကတိမြင့်စစ်သည့်တူမှဒူးလေးချက်ဖြင့်မြင်းပေါ်မှပြုတ်ကျသွားသည်နာလဲစံကြီးကလည်းနာလဲ၏အမိကိုခေါ်လျက်ရေထဲသို့ ပြေးဆင်းလာ၏ဒုတ်နာလဲပြစ်လိုက်သည် ဘူးလင်များတံကစံကြီးဤလမောင်းကိုဖောက်ဝင်သွားသည်လေကမြေကြောင်တိုင်းတရွေ့ရွေ့ထွက်ခွာသွားခဲ့ပြီရှင်မင်းသာဘာဖြစ်သွားသည်လဲကိုရန်တော်တတ်မှုဤအမေးကိုစံကြီးမဖြစ်နိုင်သွေးဆက်များတရောတော့ကြနေသည့်လမောင်းကိုစုပ်ကန်လျက်အဝေးမှလေကြီးကိုသာငေးကြံရစ်သည်နာလေကလေပေါ်မှာဒူးလေးများများကိုဒစင်းပြီးဒစင်းလှမ်းပစ်နေစေ။နာလေတော့ပြီလေဒီလောက်ဆိုငါတို့လွတ်ပါပြီ ငကက်ကနာလဲဤလက်ထဲမှာဒူးလေးကိုဖိထားပြီးပြောလိုက်သည်ကိုသူရင်ကိုငါတို့ဒီတိုင်းထားခဲ့ရပြီလားငကက်နာလဲကဒူးလေးကိုလွှင့်ပြခါလေဝင်းတွင်ခွေခွေကလေးလှဲချလိုက်ပြီးရှိုက်ကြီးတငင်ငင်ငိုချလိုက်သည်ငကက်ဤတောက်ခေါက်တန်းကမြင့်ပြင်ပေါ်ရိုက်ခတ်လာသည်လေနှင့်အတူ1945ခုနှစ်ဇန်နဝါရီလအင်းဝမြို့ပေါ်တူဂီရောက်ွက်ရှိဘရင်ကြီးဖျားရှိကိုကြောင့်ဝေါ်ရင်တစည်းကဖျားရှိကိုကြောင့်ရှိတွင်ထိုးရက်လိုက်သည် ဝေါ်ပေါ်မှလူတူဆင်းလာပြီးဖះရှိခိုးကျောင်းတွင်သို့ခတ်တုတ်တုတ်ဝင်သွား၏ဖះကျောင်းမှကိုင်ကြီးတစ်ပါးဖြစ်သော brother ဆေးပါးကတကားကိုခန့်ဟဟဖွင့်ပေးလိုက်သည်ရှေ့ဆုံးကုံတွင် မုံဝဲစားပြေလူတူထိုင်နေသည်ဝေါ်ပေါ်မှဆင်းလာသူက ထိုသူ၏နဘေးတွင် ဝင်ထိုင်လိုက်၏ brother ဆေးပါးကသူတို့၏နောက်ဘက်မှခုံတွင်ဝင်ထိုင်လိုက်သည်ဒါကတော့တန်လင်မြို့ဘာနာပိုက်အသင်းတော်က Father Alessandro Mondelli ပါ ူကမௌဒမအိုးကုံတယ်ရီနဲ့အတူမွန်ကုံတယ်အယောင်ဆောင်ပြီးအင်းဝစိတ်ကန်းအထီကိုလိုက်ပါလာတာပါကိုသိန်းသခင်သူ့လိုင်းကိစ္စကိုမေးပြပါဘရာသာဆေးပါကဖာသာမွန်တလီအားလက်တင်ဘာသာဖြင့်မေးလိုက်သည်ဖာသာမွန်တလီက ပြန်ဖြေ၏ဖာသာကဟန်တော်ရီနန်တော်ရဲ့အခြေအနေကိုပြောပါတယ်ဟန်တော်ရီမှာတကယ်တမ်းအာဏာရှိတာကဘရင်သမိုင်းတော်မဟုတ်ပဲအမတ်ကြီးဖြစ်နေတဲ့စင်ဝင်ဥအောင်လာပါတဲ့ကိုသိန်းသခင်ကခေါင်းညိတ်လိုက်သည် ဖာသာလိုင်းကိစ္စကဟန်ဒါဝရီဘီရင်ကအရင်ကအော့စတင်အင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီနဲ့ကုံတိုက်စောက်လုပ်ရေးသဘောတူညီခဲ့ပေမဲ့အခုတော့ကုံတိုက်ဆက်စောက်လုပ်ခွင့်ကိုတားဆီးခဲ့ပြီးကုမ္ပဏီကိုယ်စားလှယ်ကိုလည်းဟိုင်းယီကျုံးကိုပြောင်းပြဖို့ဖိအားပေးနေပါတယ်တဲ့ဒီတော့ကျုပ်တို့ကဘာလုပ်ပေးရမှာလဲဥအောင်လာဟာပြင်သစ်ဘက်ကိုရိမ့်နေသူပါ ကြခင်မှာပဲပြင်သစ်တန်မတ်ဖြစ်တဲ့ဘရူနိုကိုဟန်တာရီမှာပဲတေချာပေါက်လက်ခံမှုရှိနေပါတယ်။အဲ့ဒီအခါပြင်သစ်ကနေဟန်တာရီအတွက်လက်နက်များစစ်တီများကိုကူညီပေးဖို့ဖြစ်လာပါလိမ့်မယ်တဲ့။အဲ့လိုဆိုအင်းဝအတွက်လည်းအန်ရရှိလာနိုင်ပါတယ်။ဘရာဒါစီဘာဤဘာသာပြန်ပေးမှုအဆုံးတွင်ကိုသိန်းသခင်ဤမျက်ခုံးများကတွန်ကွေးသွားသည်။ဒါ့ကိုဘလူတားစီနိုင်ပါလေ။အင်္ဂလိပ်တွေဘက်ကဘာဖြစ်စေချင်တာလဲ။အခုဖာသာမွန်တလီလာရာက ကုမ္ပဏီတာဝန်ခံမစ္စတာဂျိုနသန်စမစ်ကိုစားအင်းဝါကိုညှိနှိုင်းမှုလာတာပါအင်းဝါနဲ့ဟန်တာရီစစ်ပွဲမှာကုမ္ပဏီအနေနဲ့အင်းဝါဘက်ကလျှို့ဝှက်ရည်တည်ပေးပါမယ်အင်းဝါအနေနဲ့လည်းဟန်တာရီကိုပြန်လည်သိမ်းပိုက်နိုင်မှာကတန်လီမြို့မှာကုမ္ပဏီရုံးခန်းကုန်တိုင်းနဲ့အတူပဋိမာခံတဲ့တခုစောက်ခွင့်ပေးဖို့ပါသူတို့ကဘာလို့ပေးမယ်ဆိုတာအရင်မပြောပဲတောင်းဆိုတာကအရင်ပါလား ဒီအတွက်ကုမ္ပဏီကအသေးစိတ်အစီအစဉ်တစ်ခုဆွဲထားပါတယ်။နောက်နှစ်လအတွင်းတန်လင်းစိတ်ကန်းကို dash ကုန်စီအလုံယုံကတင်းမောအုပ်စုတစုစိုက်ကပ်မှုရှိပါတယ်။တမိန်တော်ပြင်စီကလည်းခွင့်ပြုချက်ရထားပြီးသားပါ။အဲ့ဒီတင်းမောအုပ်စုမှာတကယ်တမ်းလျှို့ဝှက်ပါလာမှာကလက်နက်အပြည့်စုံတက်ဆင်ထားမယ်။ကုမ္ပဏီကြီးစားစစ်တပ်တွေပါ။စိတ်ကန်းမှာတင်းမောတွေစိုက်ကပ်ပေးမဲ့အချိန်မှာ အင်းဝတ်တပ်များကလည်းပြည်တောင်ဝဘက်ကနေစစ်ချီပါဟန်လော်ရီတပ်သားတွေအင်းဝတ်ကိုခုခံဖို့စစ်ထွက်ပြီဆိုတာနဲ့တင်းမောအုပ်စုကတန်လေကိုဝင်ရောက်စီးနင်းပြီးဟန်လော်ရီကိုနှစ်ဖက်ညံလုံးကြံမယ်လို့မစ္စတာစမစ်ကသူ့စီရေးကိုပြောလိုက်ပါတယ်အဲ့ဒါကိုကိုသိန်းသခင်သဘောတူမတူ သိကြပါတယ်ကိုယ်တိုင်တခင်က ရှေ့တက်တက်မှာခရစ်တော်နဲ့မေတော်မာရီရုပ်ထုကိုငေးလျက်စဉ်းစားနေသည်အစီအစဉ်ကတော့ကောင်းပါရဲ့ အင်္ဂလိပ်ကုမ္ပဏီအနေနဲ့ဒီကိစ္စကိုခိုင်မာတဲ့အာမခံချက်တော့ပေးမှဖြစ်မယ်။နိုင်ငံနဲ့ချီတဲ့ကိစ္စမျိုးအပေးအယူတွေကိုတည်တည်ချာချာစီစဉ်ပြီးမှ လုပ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စကိုကြုံတယောက်တည်းဆုံးဖြတ်လို့ရတာမဟုတ်ဘူး။လွတ်တော်ပြဲတိုင်းနဲ့ရွှေနှန်းရှင်စီကသဘောတူညီချက်တွေလည်းလိုသေးတယ်။ဖာသာမွန်ဒလီကလက်ထဲမှာစာကြုံတလိပ်ကိုကိုသိန်းသခင်ထံကမ်းပေးလိုက်သည်။ဒါကကုမ္ပဏီဘက်ကစီစဉ်လာတဲ့မြန်မာဘာသာပြန်ပြီးသားစာချုပ်ပါ။ ဒီစာချုပ်ကိုဖတ်ပြီးအင်းဝဘက်ကညှိနှိုင်းကြပါသဘောတူတယ်ဆိုရင်ဖာသာမွန်တလီကကုမ္ပဏီကိုယ်စားလှယ်အနေနဲ့လက်မှတ်ထိုးဖို့အင်းဝမှာတပတ်တိတိစောင့်နေပေးပါမယ်တဲ့ကိုသိန်းသခင်ကစာချုပ်လေးကိုခိတမြဖြန့်ကြည့်လိုက်သည်ခင်ကြီးကဒီเจ้าမှာပဲတဲနေမယ်မဟုတ်လားနန်းတော်ရဲ့သဘောတူညီမှုရပြီဆိုရင်ကျုပ်ဝေါ်ရင်လှုပ်ပြီးခေါ်ခိုင်းလိုက်ပါမယ်ကိုသိန်းသခင်ကစာချုပ်ကိုကြိုက်လျက်ဖះเจ้าအတွင်းမှာခတ်တော့တော့ပြန်ထွက်သွားတော့သည် 1945ခုနှစ်မတ်လ9ရက်နေ့ဟန်တာဝရီ စိတ်ကန်းတို့တန်လင်မတင်မော်နှစင် စိုက်ကလာသည်လွန်ခဲ့သည့်၄ရက်ခန့်ကအိန္ဒိယဒက်ဖ်ကုန်စည်အလုပ်ရုံမှ ကပ္တိန်ချေဗာနီယာဒီစကွန်နီဗီလေးဦးစီစီတင်မော်ရှစ်စီအုပ်စုသည်တန်လင်စိတ်ကန်းတို့ စိုက်ကလာကြ၏ ဟန်တာဝရီဘရင်တမိန်တော်ကထိုတင်းမောအုပ်စုခေါင်းဆောင်ကပတိန်ချေဗာလီယာနှင့်အရာရှိများအားညစာဖြင့်တဲခင်အက်ခံလူကြောင်းဖိတ်ကြားချက်အရာတင်းမောအရာရှိများမှာဘကိုးစိတ်ကန်းတို့ရောက်ရှိလာကြခြင်းဖြစ်သည်သူတို့ကိုတွားရောက်ဖိတ်ကြားသည့်ဖာသာဂလစီယာဖာသာမွန်ဒလီဖာသာဒေကွန်ဒေးတို့လည်းနောက်ထပ်တင်းမောတစ်စင်းဖြင့်ပါလာကြ၏မြစ်စိတ်ဘော်ဒရာဘော်တို့စင်းစင်းချင်းပင်ကပတိန်ကအခြေအနေကိုအကဲခတ်လိုက်သည် စစ်တီထောင်ပေါင်းများစွာကစိတ်ကန်းတစ်ခုလုံးကိုဝန်းရံထား၏ဖာသာဘကိုးဘင်ကကျွန်တော်တို့လာမှာကိုဘာလို့ဒီလောက်လူဝင်အားတွေချထားတာလဲကပ္ပိန်ကဖာသာဂလစီယာထံရှောက်လာပြီးမေးလိုက်သည်ဘရင်ကိုရိုက်လာကြမှာမို့လို့လုံုံရေးရထင်ပါတယ်စိတ်မပူပါနဲ့ဘရင်ကမလာသေးဘူးလားလာတော့မှာလာမှာပါခဏစောင့်ကြတာပေါ့ခဏကြာရင်ရွှေနှောင်းကိုထီးဆောင်ပြီးမြင်းစီလာသူတို့ဦးဆောင်လာသည့်တက်စိတ်တစိတ်က ဟင်းသာအလံများတလူလူဖြင့်သူတို့စီတို့ဇင်းလာ၏ဘယင်ကဘယ်တယောက်လဲဖာသာဖာသာဂလစီယာကမျက်မှောင်ကြုတ်ကကြည့်လိုက်သည်ရွှေနောက်ကိုဒီဆိုတော့အမတ်ကြီးအစ်စင်ပဲလာတာထင်ပါရဲ့အမတ်ချုပ်ကြီးပညာတလာဖြစ်လောက်တယ်အနည်းတို့ရောက်လာတော့အခါဖာသာဂလစီယာကဥအောင်လာကိုပြုံးပြလိုက်သည်ဥအောင်လာမှာဖာသာဂလစီယာနဲ့ကပတိန်တို့ကိုခေါင်းညိတ်ကပြန်ပြုံးပြ၏ဖာသာမွန်ဒလီအတွက်လက်ဆောင်တစ်ခုအရင်ပေးလိုက်ပါတယ်ဥအောင်လာစကားကြောင့်အားလုံးကြောင်သွားကြသည် ဖာသာဂလစီယာနောက်တွင်ရက်နေသောဖာသာမွန်ဒလီကရှေ့သို့ထွက်လာသည်ဟန်တာဝရီတသားတို့ကအဝိနည်းဖြင့်ထုံထားသောအရာတစ်ခုကိုဖာသာမွန်ဒလီထံပေးလိုက်၏ထို့နောက်ဦးအောင်လာကမြင်းကိုနောက်ပြန်လှဲ့ကာကမ်းပေါ်သို့ပြန်တက်သွားတော့သည်ဖာသာမွန်ဒလီကသူ့လက်ထဲမှအဝိနည်းကိုဖြည့်လိုက်သည်အာအဝိနည်းထဲမှအရာတစ်ခုကိုဖာသာမွန်ဒလီအလံတကြားလှုပ်ပြလိုက်၏ခေါင်းပြက်ကြီးတစ်ခုဖာသာမွန်ဒလီအားအင်းဝါသို့ရုပ်ပြခေါ်ဆောင်ပေးခဲ့သူ မုံဓမအိုးကုံတဲ့ဖလေစကြီးဦးကောင်အချိန်လေးကိုသဘောပေါက်သွားသော ဖာသာမွန်တလီသည်တင်းမောပေါ်တို့ပြန်တက်ပြေးသည်ဖောင်းကမ်းပေါ်မှတနတ်တန်တစ်ချက်ထွက်ပေါ်လာပြီးဖာသာမွန်တလီမှာရေထဲသို့ပြုတ်ကျသွား၏ကပတိန်ကပစ္စတိုတနတ်ကိုထုတ်လိုက်သည်နောက်ကျသွားကြပြီ ရာပေါင်းများစွာသောတနတ်တန်များကမ်းပေါ်မှအဆက်မပြတ်ထွက်ပေါ်လာသည် တချို့တင်မောအရာရှိများသည်တင်မောပေါ်သို့ပြေးတက်ကာလက်နက်များယူပြီးပြစ်ခတ်ခုခံကြ၏သို့သော စနစ်တကျပြင်ဆင်နာပြီဖြစ်သောဟန်သာရီတပ်ကတနက်များတကူများဖြင့်အပြင်းထန်တိုက်ခိုက်ကြရာတင်မောမှမီးဆွဲလောင်ကပျက်စီးသွားသည်နောက်ဆုံးတွင်တင်မောအရာရှိများမှဟန်သာရီတပ်များထံလက်နက်ချအဖမ်းခံကြသည်တင်မောစိတ်ပတ်ချလဲတွင်တော့သူ၏များမြင်မကောင်းရဲတွန်နေသည် ဖာသာမွန်ဒလီဖာသာဂလက်စီယာ ကပတိန်ချီဗာလီယာရို၏အလောင်းများမှာသွေးရိုင်ထဲတွင်တဲများပေးကြံလျက်တန်လင်မျိုးဘာနာပါခရစ်ယာန်ကျောင်းတော်တို့ညာဦးပိုင်းတွင်လက်ရဘိုနှင့်တက်တချို့ရုတ်တရက်ရောက်လာကြသည်ဖာဒါနရီနီကရုတ်တရက်လက်ရဘိုကိုမြင်လိုက်ရသဖြင့်အံဩဝမ်းသာသွား၏လက်ရဘိုသည်မြောက်ဝကိုတွေ့ရပြီးသည့်နောက်သူ့အပေါ်တွင်အေးဆက်ဆက်ဆက်ဆံရေးသာ ရှိခဲ့သည်မှကြာခဲ့ပြီမဟုတ်လားဘုမင်ကျွန်တော်စီကိုလာသေးတယ်နော် လက်ရဘိုးကဖာသာနရီနီလက်ကိုဆွဲလိုက်ပြီးဖခင်ကြောင့်အနောက်ဘက်တောက်မောင်ရည်တဲသို့ခေါ်သွားသည်ရီနီခမားတို့အခုပဲတန်လင်ကနေထွက်ကြရမယ်ဟင်ဘာဖြစ်လို့လဲဘုံမင်းဒီမှာဆက်နေရင်အသက်အန္တရာယ်ရှိတယ်ခမားတို့စိတ်သားမှာတင်းမော့အစင်နဲ့စီစဉ်ပေးထားပြီးပြီဘာဖြစ်လို့လဲဘာရီဖြစ်ကုန်တာလဲပြောပါဦးဟန်သာရီကဖာသာဂလစီယာတို့ရောအခုလောက်ဆိုဥောင်းလာကသူတို့ကိုကွက်မြတ်ပြီးပြီရီနီဘာလို့လဲဘာလို့လဲ ဖာသာနရီနီအတန်ကတုံ့ဝင်နေသည်လက်ရဘူကဖာသာနရီနီပခုံးကိုကင်လိုက်သည်ထို့နောက်နှစ်ဘူးကိုနမ်းလိုက်၏စိတ်ကိုအေးထားရင်းနီဖာသာမွန်တလီကအင်းဝမ်းနဲ့အဆက်အသွယ်လုပ်ခဲ့တယ်ဒီသတင်းကပေါက်ကြားသွားခဲ့ပြီခမည်းတော်ကက်သလစ်ဘုန်းတော်ကြီးအားလုံးကိုတတ်ဖို့မိန့်ချထားတယ်ခမည်းတော်ကနေထွက်သွားမှဖြစ်တော်မှာလို့အဝတ်အစားတွေကိုတဲလူစားပေးတဲ့စာကြုံလဲတေချာတဲခဲ့ပါဘရာဒါကပဲလို့ခမည်းလည်းယူစရာရှိတာယူတော့ ဖာသာနရိနီကသူ၏ခန်းတွင်သို့ခတ်တော့တော့ဝင်သွားသည်ခဏကြာတွင်ဖာသာနရိနီဘရာသာအင်ဂျလိုကာဘယ်လိုတို့အထုပ်ကိုစီဖြင့်အသင်ဖြစ်နေကြပြီအထုပ်တွေမြို့အုပ်တင်ကြဖာသာတို့အတွက်လည်းမြင်းတွေပါတယ်ထို့နောက်မြင်းကိုစီဖြင့်တန်လင်စိတ်ကန်းစီတို့သူတို့ဆင်းခဲ့ကြသည်စိတ်ကန်းအမောင်ရိတ်တွင်တင်မော်တစီရထားသည်လဲရဖို့ကလဝါနှစ်ဖက်ကိုပူးကပ်လိုက်ပြီးအုံအောတန်တစ်ခုပြုတ်လုပ်လိုက်သည်တင်မောစီမှမီးအောင်တစပေါ်လာ၏ လက်ရဘိုကမြင်းပေါ်မှာဆင်းလိုက်သည်ထို့နောက်ဖာသာနရီနီကို မြင်းပေါ်မှာဆင်းနိုင်ရန်ကူပေးလိုက်၏ဖာသာနရီနီကလက်ရဘို၏လက်ဘွားကိုခက်တင်တင်စုပ်ကန်လိုက်သည် ကျွန်တော်တို့ဘီခွဲရတော့မှာလားဘုံမင်းရီနီကျုပ်ခမားပေါ်တန်ရုံးစင်ရှိပါတယ်ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲမြတ်ဝါဆိုတဲ့ခလေးမကြောင့်လားဘုံမင်းဘုံမင်းကခေါင်းခါလိုက်သည်ကျုပ်ကဟန်သာဝရီရဲ့စစ်သူကြီးတယောက်ပါ ီလိုသဘာဝမဟုတ်တဲ့ကိစ္စမျိုးနိုင်ငံခြားသာနှပုံးပုံကုံတရားနဲ့အကျွမ်းလိုဝင် ဖြစ်ကြရဲဆိုတဲ့ကိစ္စကဘလို့မှရပြီဘုံမင်းကျွန်တော်သိပါပြီတန်လင်းမှာရှိခဲ့တဲ့အချိန်တွေအတွက်အခုဒီကျွန်တော်ကိုစောင်းရှောက်ပေးခဲ့တဲ့အတွက်ပါဘုံမင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ထပ်ဘုံမင်းအတွက်ကျွန်တော်လုံပေးနိုင်တာရှိလေပြောပါလူစားစီကစာအဲ့ဒီစာကိုပွန်နီချယ်ရီကရေတပ်ဖို့မီလက်စီကိုရောက်ပို့ပေးပါ သူကနေတဆင်မွန်စီယာဘရူနိုနဲ့ ဘရင်ကန်ဒူပလီစီရောက်ပို့ပေးလိမ့်မယ်။ဟန်တော်ရီအတွက်အဲ့ဒီတခုတော့ကူညီပေးပါဖာသာ။ကျွန်တော်ရောက်တော့ပါမယ်ပုံမင်း။နောက်တစ်ခုကအဲ့ဒီစာရောက်သွားတဲ့အခါမှာရေနီဟော်ရီတန်လင်းမျိုးကိုပြန်လာဝင်ရောက်ကျုပ်အာမခံတယ်။ကျုပ်ကဒီမျိုးကိုပြန်လာရအောင်မှာလား။ရေနီကျုပ်နဲ့ခမားနဲ့ပေါင်းဆက်လို့မရပါဘဲ။ခမားကိုကျုပ်မျက်စိအောက်မှာတော့အမဲရှိနေစေချင်တယ်လေဗျာ။နရင်းနီဝေဒီနေသောမျက်ရည်များကိုတုတ်လိုက်သည်။ မြဝါကိုဂယူဆိုင်ပေးပါဘုံမင်းဖာသာနရီနီနဲ့ဘရာသာကပယ်လိုတို့သည်တင်းမောသားတို့ဦးလမ်းပြမှုဖြင့်တင်းမောပေါ်တက်သွားကြသည်တင်းမောကကြောက်စူးကိုနှုတ်ကတန်လင်မြကန်းစီမှာမြဝါစီတို့တရွေ့ရွေ့ထွက်ခွာသွား၏တင်းမောခဝဲဝဲသို့ရောက်သည်နှင့်လက်ရဘုံကသူဤတက်များထံတစုံတစ်ခုអော်ပြောလိုက်သည်မိရှုတို့ကကောင်းဝင်သို့ဖြာကနေထွက်သွား၏ ကြမီစစ်စီယုံတံများညာတံပေးတံများထွက်ပေါ်လာပြီးတန်လင်စိတ်ကန်းတွင်ကြံရစ်သည့်အိန္ဒိယ DEF ကုန်စည်အလုံယုံတင်းမောများမှလျှို့ဝှက်ရောက်ရှိနေသည့်ဟန်ဒါရီစစ်သည်များတန်လင်မျိုးဆောင်တံများ၏ရုပ်တရက်တိုက်ခိုက်ခြင်းကိုခံကြရတော့သည်တန်လင်စိတ်ကန်းရှိအော့စတင်အရှိအိန္ဒိယကုမ္ပဏီရုံးခန်းကိုလည်းဝင်ရောက်စီးနင်းပြီးမီးရှို့လိုက်ကြသည်ကုမ္ပဏီတာဝန်ခံဂျိုနသန်စပင်မာမူဟန်ဒါဝရီတံများမရောက်လာခင်လက်မတင်ကလေးပင်တင်မောတစီဖြင့်ဟိုင်းကြီးကျွန်းသို့ ထွက်ခွာသွားနိုင်ခဲ့သည်မြဝစီမှာတင်မော်ဒစီဘော်တွင်ဖာသာနရေးနီနှင့် brother capello တို့သည်မိတော်မီလျံများတညွန့်ညွန့်တက်နေသောတန်လင်မြစ်စိတ်ကမ်းဘတ်သို့ကြည့်ကာဖျားသခင်တန်းစူတောင်းပတ္ထနာပြုနေကြသည် အခန်းဆက်ခွန်ဆက်ရ